အခုတင်ဆက်ပေးမယ့်သတင်းကတော့တကုံစိတ်ကမ်းမြို့နယ်အေယာဝင်လမ်းမအောက်မှာမြုံနှံထားတဲ့တဘာဝတံခွေပိုင်လိုင်းရိုးစိပ်ပေါက်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တကုံစိတ်ကမ်းမြို့နယ်အေယာဝင်လမ်းနဲ့ပဲခူးမြစ်လမ်းဆုံရှိအေယာဝင်လမ်းမအောက်မှာမြုံနှံထားတဲ့အဖြောင်းမှာတာဂီရာတံခွေဆက်ရုံကိုဆက်သွယ်ထားတဲ့တဘာဝတံခွေပိုင်လိုင်းရိုးစိပ်ပေါက်မှုဖြစ်ပွားလျက်ရှိရလို့တဘာဝတံခွေပိုင်လိုင်းပြုပြင်ထိန်းသိမ်းရေးဌာနမှသိရပါဗျာ။ ဒီလိုဖြစ်ပေါ်မှုဟာဩဂုတ်လ10ရက်နေ့မနေ့ကညပိုင်းမှာစတင်ဖြစ်ပွားခဲ့ပြီးတကုံစိတ်ကမ်းမြို့နယ်ရှိအေယာဝင်လန်းနဲ့ပဲခူးမြစ်လန်းစုံကနေပေ900ခန့်အကွာမှာဖြစ်ပါတယ်ဖြစ်ပွားရာနေရာနဲ့လူနေအိမ်ခြေတွေဟာအနှဲငယ်ဝေးတဲ့နေရာမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်တကုံစိတ်ကမ်းမြို့နယ်ရဲစခန်းမှာတာဝန်ရှိသူတအူးကဒဏ်ငွေအနှံ့တွေတော်တော်နန်းနေတယ်ဆိုပြီးလာပြောတဲ့သူတွေရှိတာကြောင့်သွားစစ်ဆေးတဲ့အခါအနှံ့တွေကထွက်နေတဲ့အတွက်သက်ဆိုင်ရာဌာနကိုအတိပေးဆက်သွယ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ် ယူဆိုင်ပေါင်းမှုဖြစ်ပွားနေတဲ့သဘာဝဓာတ်ငွေပိုင်လိုင်းဟာနှစ်20ခန့်ကြာမြင့်နေပြီဖြစ်ပြီးလုံးပတ်နှစ်ပေခွဲခန့်ရှိတယ်လို့သဘာဝဓာတ်ငွေပိုင်လိုင်းပြုပြင်ဌာနကတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရသိရပါတယ်။အဲ့ဒီလိုယူဆိုင်ပေါင်းမှုဖြစ်စဉ်ကိုပြင်ဆင်မှုတာဝန်ယူထားတဲ့ရွှေပြည်သာသဘာဝဓာတ်ငွေပိုင်လိုင်းပြုပြင်ထိန်းသိမ်းရေးဌာနမှတာဝန်ရှိသူဦးအောင်ကျော်ကျော်ကဒီပိုင်လိုင်းကအနှစ်20နီးပါးရှိနေပြီ။လက်ရှိမှာပြင်ဆင်မှုတွေကိုတော့စတင်နေပါပြီ။နှစ်တော်ကြာလို့ဖြစ်သွားတယ်လို့ခံမှန်းရပါတယ်လို့ပြောကြားခဲ့ပါတယ်။ တန်းခွေပိုင်လိုင်းရဲ့ဘယ်နေရာမှာပေါက်တယ်ဆိုတာကို အတိအကျရှာဖွေမှုမရသေးတာကြောင့်ပြင်ဆင်မှုတွေမှာဘလောက်ကြာမယ်ဆိုတာကိုခံမှန်းလို့မရနိုင်ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာမြို့နယ်ရဲစခန်းကတာဝန်ရှိသူတွေနဲ့မိသက်ဌာနကလုံခြုံရေးယူထားပေးပါတယ်။အခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးရှိတဘာဝတန်းခွေပိုင်လိုင်းတရှိရာနေရာအများစုမှာပိုင်လိုင်းယူဆိုင်မှုတွေဖြစ်ပွားမှုတွေရှိခဲ့တယ်လို့တဘာဝတန်းခွေပိုင်လိုင်းပြုပြင်ထိန်းသိမ်းရေးဌာနမှသိရပါတယ်ရှင်။